ကဲဂျေရှူအဘန်ကိုနှစ်ချီအတွင်းမှာအနာယူပြမယ်ဆိုပြီးတော့လီဂျီထားတဲ့ဘရာဇီးဖိုက်တာဘရူနိုဆေးဘားကတော့ခွေးဖြစ်ပါပြီအားလုံးကခံမှန်းထားကြတဲ့အတိုင်းပါပဲဘရူနိုဆေးဘားဟာနှစ်ချီနောက်ပိုင်းမှာသက်လွန်ကကျသွားပါပြီဒီပွဲကိုကြည့်မယ်ဆိုရင်ဘရူနိုဆေးဘားကလည်းခေရဲသူတော့မဟုတ်ဘူးပေါ့ဗျာတတော်လေးကိုမားတယ်နော်သူရဲ့ UFC အဆင့်7မှာရက်တည်တဲ့ဂုံပုတ်နဲ့ကိုက်ညီတဲ့လောက်ကိုသူကတတော်လေးကိုမားတာပါဒါပေမဲ့ ဘောက်ဆင်းစကေးမှာတပွဲပြီးတပွဲတိုးတက်လာတဲ့ဂျိုရှွာဘန်နဲ့ရှင်တော့သူကအမောက်သိပ်ခံလိုက်ရတာပဲဖြစ်ပါရဲ့ဂျိုရှွာဘန်ရဲ့ဘောက်ဆင်းစကေးကတော်တော်လေးကိုကောင်းလာတာပါပါဝါလေးတက်လာတယ်အရင်ပွဲတုန်းကသူ့ထက်အလူကောင်ကြီးတဲ့သူတွေပဲ ကျွန်တော်တို့ထိုးရတဲ့ခါကျတော့ power ဘိုင်းမှာသိမသိတာပဲမြေဒီပွဲမှာတော့ Joshua ဘာဟာသူနဲ့စိုက်သူထိုးရတဲ့အခါကျတော့ power ဘိုင်းမှာလည်းတော်တော်လေးကိုကောင်းလာတာကိုပရိသတ်တွေကသတိထားမိသွားတာပါနော်ပွဲတွင် weight ကလည်းသိမကွာဘူးလीဘရာဇီးလား Bruno Silva ကအောက်ခြေကမ်းပြီးတော့ Joshua ဘိုင်းရဲ့လှုပ်ရှားမှုတွေကိုကျွန်တော်ပထမအချိန်မှာဆိုရင်ဒါဖြက်စီးချင်တာပေါ့နော်အစောပိုင်းမှာအောက်ခြေကမ်းချက်ကြောင့်ကျွန်တော် Joshua ဘိုင်းလည်းထိုင်လဲချသွားတာကိုတွေ့ရတယ်နော်မထင်မှတ်ပဲအငိုက်မိသွားတာပေါ့လी ဒါပေမဲ့ချက်ချင်းပဲဂျိုရှွာဘကဒါဘေတော့လက်သီးတွေသုံးပြီးတော့အစပြူလာတယ်ညာဝက်လက်သီးတွေကတော်တော်လေးကိုကောင်းတာပါကောင်းသားညာဝက်လက်သီးတွေကြောင့်ဘရူနိုဆေးဘကဒါလဲကြသွားတယ်ပေါ့နော်ဘရူနိုဆေးဘရဲ့အောက်ခြေကန်ချက်တွေကတော့အနေအများတော်ကိုတွေ့ရတယ်ဒါပေမဲ့ဂျိုရှွာဘကောင်းကစားနိုင်ခဲ့တဲ့ပထမအချီမှာဂျိုရှွာဘသားပါတယ် ဒုတိယအချီစတာနဲ့လေဂျက်ရှွာဘန်ရဲ့ဘောက်ဆင်းစကီးကိုဘရူနိုဆေးဘာကလုံးဝလုံးဝမခံနိုင်တာပါအချင်းချင်းလဲချပြီးတော့အထင်အရည်ဘရူနိုဆေးဘာကအောက်ခြေကန်တာပဲနော်ဂျက်ရှွာဘန်ရဲ့လက်သီးတွေကတတော်လေးကိုကောင်းတာပါနော်ချမ်းပြေပေါ်မှာခွာထုတ်ခွင့်ရရည်ဒုတိယအချီမှာလေဂျက်ရှွာဘန်ပဲတားပါတယ်နော်ဘရူနိုဆေးဘာလေးမာဂိုမြစ်ပေမဲ့တတိယအချီချီတော့သူရဲ့တက်လုံကလုံးဝလုံးဝမလိုက်နိုင်တော့ဘူးဒုတိယအချီမှာကလေးကတတော်လေးကိုအထင်အရည်ထားတဲ့အခါကျတော့ဂျက်ရှွာဘန်ရဲ့ကောင်းတာညာဝိုက်လက်သီးတွေက pit speed တွေကအရှောင်တိန်ကတတော်လေးကိုကောင်းမွန်လုံးလာဖြစ်တဲ့တော့ Bruno Silva ခမမခံနိုင်တော့ဘင်းနဲ့တတိယအချီကုန်ခါနီးမှာပဲဒိုင်ပွဲရနဲ့အရှုံးပေးခဲ့ရတာပါနော်ပွဲမစခင်မှာတော့ Bruno Silva က Joshua Ban ကိုငဲပါသေးတယ်သူနဲ့တွေ့ရင်တော့ Joshua Ban ကဒုတိယချီမှာတဲ့အလေးထုတ်ခံရလိမ့်မယ်လို့ကြုံဝါထားပေမဲ့လေအခုလိုမျိုးအလေးထုတ်ခံလိုက်ရတဲ့သူကတော့သူပဲဖြစ်နေပါရဲ့ဗျာ Joshua Ban ကတော့တကယ်ကိုလေချီကျူးထိုက်ပါရဲ့ သူ့ရဲ့ boxing skill ကိုပါနော်တပွဲပြီးတပွဲကောင်းလာရေး power လေးကောင်းလာရေးဆိုတော့အနာဂတ်မှာကျွန်တော်မြန်မာပြည်သူပြည်သားတွေအနေနဲ့ champion ဖြစ်ဖို့အတွက်မျှော်လင့်လို့ရပါပြီသူ့မှာအားနေတာလေးနော်အောက်ပိုင်းလေးပဲကြံ့ခိုင်မှုနည်းနည်းအားနေတာလေးပဲဒီပွဲမှာတွေ့ရတာပဲဖြစ်ပါရည်နော်